ဒါတော့ကျွန်တော်တို့လက်ရှိကျွန်တော်တို့ online ဈာပြန်လို့ခေါ်တဲ့အဲတို့ဝင်လေးဘိုင်းမှာအတူပြုထားတဲ့ဆက်ဆက်ပစ္စည်းတွေပေါ့ဒါတွေကျွန်တော်ဝင်ရောက်ရှင်းလင်းတဲ့အချိန်မှာဒါတွေဖမ်းမိထားတာပေါ့ဒီကနေ့ဒါတွေဥရောပုတိထားဦးရတယ်ပင်ပြည်နယ်မြောက်ရီမြို့ကကြားပြန့်နှိမ်နေမှာဖန်းစီရမိထားတဲ့ဆက်ပစ္စည်းတွေကိုပြည်ထောင်နိုင်ငံကို ပေးဖို့တောင်းဆိုလာတယ်လို့ပြည်နယ်ကြားသောတက် BGF ကပြောပါတယ် ကြားဖြန့်လုပ်ငန်းတွေရှိနေတဲ့မြောက်ရီရွှေကုတ်ကိုနဲ့ KK ဘက်မှာလောက်ကိုင်းနေတဲ့ကြားဖြန့်လုပ်ငန်းတွေကသိမ်းဆည်းရမိတဲ့ဖုန်းကွန်ပျူတာနဲ့ဆက်ဆက်ပစ္စည်းတွေကိုမီးရှို့ဖျက်ဆီးဖို့စီစဉ်နေတဲ့အချိန်မှာပဲစစ်ကောင်စီကနေတဆင့်တရုတ်နိုင်ငံကတောင်းဆိုလာတာလို့ဆိုပါတယ်။ဒါကိုကျွန်တော်တို့ဟိုထိုင်းကျွန်တော်တို့တိကျတော့ကတော့ဒီတရုတ်နိုင်ငံအစိုးရကနေဒီတော့ကျွန်တော်တို့နိုင်ငံတော်ဝန်ကြီးတွေကိုဟိုဒီဆောင်လာတဲ့ဗဒါတွေကိုသူတို့ပြန်ဆွဲပေးနိုင်ဖို့ဒါကျွန်တော်တို့ပြန်ဆွဲပေးနိုင်ဖို့ကျွန်တော်တို့ ဖတ်ရှိထားတယ်ဒီအဆောက်အဦတွေကတော့ဒါကျွန်တော်တို့ခုနသတိရဆောက်လို့ပါဒါတို့ကကျွန်တော်တို့ဒီရှားခန်းနဲ့ပတ်သက်တဲ့သိရှိတဲ့အကျွတ်ကျွန်တော်တို့ဖြစ်ပြထားတယ်ဒီပစ္စည်းတွေကကျွန်တော်တို့ဟိုပါပေါ့ကျွန်တော်နိုင်ငံအစိုးရအနေနဲ့ဆီကျွန်တော်တို့အဲဒီဒီရုပ်ဒီအစိုးရကိုလွှဲပေးဖို့အစီအစဉ်ရှိတယ်လို့သိရတယ်ဒါကြောင့်မို့ကျွန်တော်တို့ပတ်မှာမူလကတော့ကျွန်တော်တို့ဖက်စီလိုက်မယ်အဲကျွန်တော်တို့မီဒီယာတွေရှိမှပဲဖြစ်တယ်ကွန်ပေါ်ပြီးတော့ကျွန်တော်တို့ခါရဲဟို visual ဖြတ်စီတဲ့ခါနာကျွန်တော်လုပ်မှုပြန်ပါတော့ဒါမဲ့ကျွန်တော်တို့ကတော့ဟို camera ဘက်ကိုပြန် up ပြရမယ်ဆိုတော့ဒါကျွန်တော်အဲ့ဒါအတိုင်းနဲ့ အားရတော့ကူမီရီကိုပေါ်ပြပြီလက်ရှိမှာတော့ဒီပစ္စည်းတွေကို BGF ရဲ့ထိန်းချုပ် area အတွင်းမှာပဲခြေရလက်ရမပြတ်ထိန်းသိမ်းထားရှိဖို့စစ်ကောင်စီဘက်ကညွှန်ကြားထားပြီးမကြမီမှာထုတ်ပိုးပြီးပို့ဆောင်တာတွေပြုလုပ်သွားမယ်လို့သိရပါတယ်ဖေဖော်ဝါရီ14ရက်နေ့ကစတင်ခဲ့တဲ့ BGF ရဲ့ကြားဖြတ်နှိမ်နင်းရေးဟာတလားလောက်ရှိပြီဖြစ်ပေမဲ့အဲ့ရဖန်းစီရမိထားတယ်ဆိုတဲ့တရုတ်နိုင်ငံသားကြားဖြတ်ခေါင်းဆောင်တွေကိုထုတ်ဖော်ပြသတာမျိုးမရှိသေးပါဘူး ကြားပြတ်နေနေကိုဖိအားပေးခဲ့တဲ့တရုတ်နိုင်ငံအနေနဲ့လည်းဒဂုံကူးခံရတဲ့တရုတ်နိုင်ငံသားတွေအားလုံးကိုပြန်လည်ခေါ်ယူဖို့ကြံ့ကြာမှုတွေရှိနေတာပါဒီလိုအချိန်ဒီမှာတရုတ်နိုင်ငံဘက်ကကြားဖြတ်လုပ်ငန်းမှာအသုံးပြုတဲ့စက်ပစ္စည်းတွေကိုတောင်းခံတာကဘာကြောင့်လဲဆိုတာစိတ်ဝင်စားဖွယ်ဖြစ်နေပါတယ်။တရုတ်နဲ့ထိုင်းနိုင်ငံတို့ရဲ့ဖိအားတွေကြောင့်မြောက်ရီမျိုးတွေကကြားဖြတ်နိုင်နေကိုအပူတပြင်းလောက်ကင်နေတဲ့ဘီဂျက်ကခေါင်းဆောင်တွေကိုကြားဖြတ်မှာပါဝင်ပတ်သက်မှုတွေရှိတယ်ဆိုပြီး နိုင်ငံကကအရေးယူပိတ်ဆို့မှုတွေထိုင်းနိုင်ငံကဖမ်းဝရမ်းထုတ်ဖို့စ조사မှုတွေရှိနေတာပါ BGF တာဝန်ရှိသူတွေကတော့သူတို့ဘော်ဆွဆွဲမှုတွေကိုညှင်းဆို့ထားပြီးလူကုန်ကူးမှုတွေကိုပြည့်ပြတ်သားသားချိန်မုံသွားမယ်လို့ဆိုပါတယ်အဓိကပြောချင်တာကအခုနောက်ကလူပေါင်းကူတိတ်ဆတ်တယ်အဲဒါအရင်တော့ကလည်းကျွန်တော်တို့ဟိုအထိုင်လျောက်ကြားခဲ့ဘူးတာတွေရှိတယ်ဒီဒီအဖွဲ့အစည်းကိုမဆိုကျွန်တော်ရည်ရွယ်ပါတယ်အဲကျွန်တော်တို့ဒေတာကိုနာမည်ပျက်စီးစေမဲ့ကျွန်တော်တို့ပြည်သူလူထုကို နာမည်ထိခိုက်စေမဲ့ကျွန်တော်လူမျိုးတွေကိုနာမည်ထိခိုက်စေမဲ့ကိစ္စတွေကိုဟိုကျွန်တော်တို့အခုဒီထုတ်ပြန်တဲ့အချိန်ကနေစပြီးတော့မှရတန်းကရက်စီရှင်တယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီကိစ္စတွေဆက်လုပ်နေမယ်ဆိုတော့ကျွန်တော်တို့ကဘဒုညနာမှမထောက်ပဲနဲ့တက်တက်တပါကျွန်တော်တို့ချိန်ပေါ်မှာကြောက်ပြနေနေတလနီးပါးကြာကာလအတွင်း BGF မှာလူပေါင်း9000ကျော်ထိန်းသိမ်းထားသလို မြောက်ရီမျိုးတောင်ဘက်ကဒီမိုကရေစီကျိုးမြူကင်တက်မတော် DKB ရဲ့ကြောက်ခက်ကြားဖြတ်နေနေမှာလဲလူဦးရေ900နီးပါးဖမ်းဆီးထိန်းသိမ်းထားပြီးတော့ဒီလူတွေကိုတပ်ဆိုင်ရာတန်ယုံတွေအနေနဲ့အမြန်ဆုံးလာရောက်ခေါ်ဆောင်ဖို့ကိုလည်းတောင်းဆိုနေကြပါဗျာ